မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် ပထမအဆုံးတပုံအနေနဲ့မြန်မာနိုင်ငံမှာစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေမလုံဆောင်ပဲသဘောထားကွဲလွဲနေသူတွေကသာအကြမ်းဖက်မှုတွေလုပ်နေတယ်လို့မင်းအောင်လှိုင်ပြောပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရွရွသားသားပြောရရင်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ဖြစ်ချင်တယ်လို့အကြမ်းဖက်စကောင်းဆောင်ကဆိုပါတယ်။မြန်မာနိုင်ငံတဝန်းမှာစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေကိုလုံဆောင်ခြင်းမရှိသေးပဲသဘောထားကွဲလွဲသူတွေကသာစန့်ကျင်မှုတွေလုပ်ဖို့အကြမ်းဖက်မှုတွေလုပ်နေခြင်းဖြစ်ကြောင်းအကြမ်းဖက်စကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုပါတယ်။ဒီကနေ့နေပြည်တော်မှာပြုလုပ်တဲ့ 2025အလောမြန်မာနိုင်ငံရဲ့စိန်ခေါ်မှု Foreign on Myanmar Beyond 2025ဆွေးနွေးပွဲမှာမင်းအောင်လိုင်ကအထပ်ပါအတိုင်းပြောဆိုလိုက်တာပါလက်ရှိမြန်မာနိုင်ငံမှာတိုင်းပြည်အေဂျင်မှုပြတ်ပြားနေပြီးအကြံဖတ်တိုက်ခိုက်မှုတွေကိုစစ်တပ်ကလှုံ့ဆော်ခြင်းမရှိကြောင်းသဘောထားကွဲလွဲသူတွေကသာစန့်တင်မှုတွေလုပ်ဖို့အကြံဖတ်မှုတွေလှုံ့ဆော်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးနဲ့လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုမရှိလို့ရင်းနှီးမြှုပ်နှံမှုတွေမလာတော့ကြောင်း၎င်းကဆိုပါတယ်လုံခြုံရေးနဲ့ပတ်သက်လို့တိုင်းပြည်မှာတည်ငြိမ်အေးချမ်းမှုတွေပြက်ပြားနေတာရှိပါတယ်ကျွန်တော်တို့ဒီအကြံဖတ်တိုက်ခိုက်မှုတွေကိုကျွန်တော်တို့လုပ်တာမဟုတ်ဘူးသဘောထားကွဲလွဲသူတွေကနေပြီးတော့စန့်ကျင်ဖို့အတွက်အကြံဖတ်မှုတွေကိုလုပ်ခဲ့တာဖြစ်ပါတယ်နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုမရှိရင်ရင်းနှီးမြှုပ်နှံမှုဘယ်လိုမှလာဖို့အကြောင်းမရှိဘူးဟိုနာစုပူပူဒီနာစုစုပူပူဆိုရင်လည်းနိုင်ငံရေးအရဖြစ်လို့ရှိရင်တော်တော်လေးနှောင့်တော်နေမှာဒီလိုပဲအကြံဖတ်မှုတွေတိုက်ခိုက်မှု တွေရှိနေရင်လည်းရင်းနှီးမြုပ်နှံမှုဘယ်လိုမှလာနိုင်စရာအကြောင်းမရှိဘူးလို့အကြံဖက်မင်းအောင်လိုင်ကရှင်းပြပါရယ်မင်းအောင်လိုင်ကစစ်တပ်အနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံပြီးရိုးရိုးသားသားပြောရမယ်ဆိုရင်တည်ငြိမ်အေဂျင့်ဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ဖြစ်ခြင်းမီဖြစ်ကြောင်းတိုင်းရင်းသားများအနေနဲ့ပြောနေတဲ့ခွင့်ရေးတွေလည်းရှိနေကြောင်းဖြစ်တဲ့ဖြစ်တိုက်တာတွေကိုပြီးမှဖြစ်ပြီးလူအလိုနံမလိုင်နိုင်လို့အကုန်လုံးမပြီးနိုင်ကြောင်းလကောင်းကဆိုပါရယ်နိုင်ငံရေးမှလည်းကျွန်တော်တို့တက်မတော့ကပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံတယ်လို့ပြောပြီးသားဖြစ်ပါရယ်2010ရွှေကပွဲ2015 2025ရွှေကပွဲ2020ရွှေကပွဲတွေမှာလည်းအားလုံးပါဝင်ပြီးကြပါတယ်ယူယူတတာပါအခုလည်းကျွန်တော်ယူယူတတာပြောတာပါတကယ်လည်းကျွန်တော်တို့တိုင်းပြည်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ဖြစ်ချင်ပါတယ်ထို့အတူပဲတိုင်းရင်းသားတွေပြောနေတဲ့အခွင့်အရေးတွေဒါတွေလည်းတော်တော်လေးရှိပါတယ် ဒါရီနဲ့ပတ်သက်ရင်လေကျွန်တော်တို့ကနိုင်ငံရေးမြို့မှန်းချက်မှာပေးထားတာရှိရဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စ်နစ်ကိုအခြေခံနဲ့ပြည်ထောင်စုတည်ဆောက်ရေးဆိုတာကျွန်တော်တို့ပေးခဲ့တာရှိရဲ့ဖက်ဒရယ်အခွင့်အရေးပေးဖို့အစဉ်အသင့်ရှိရဲ့ဒါပေမဲ့လေသူထိုက်တဲ့ဟာပေါ့ဒါရီတော့သွားရမှာပေါ့လူဆိုတာဖြစ်ချင်တာအများကြီးရှိတာပေါ့ကျွန်တော်တို့ဖြစ်ချင်တာရှိရဲ့ခင်ဗျားတို့လည်းဖြစ်ချင်တာရှိရဲ့လူအလိုနမ်းမလိုက်နိုင်ဆိုသလိုအကုန်လုံးတော့မဖြစ်နိုင်ဖြစ်တဲ့ဖြစ်ထိုက်တာတော့ဖြစ်အောင်ဥပဒေရသွားမယ်လူအများရဲ့ဆုံးဖြတ်ချက်နဲ့သွားမယ်ဒါရီကနိုင်ငံရေးပါဒီလိုသွားနိုင်ဖို့ဆိုရင်ဒီမိုကရေစီလက်ခံနဲ့ဆိုရင်ကျွန်တော် ို့ကပါတီစုံဒီမိုကရေစီပြည်သူကတောင်းဆိုရဲဆိုတာပြည်သူကတောင်းဆိုတာလေဒီမိုကရေစီသွားမယ်ဆိုရင်ငြင်းငြင်းချမ်းချမ်းနဲ့ဒီမိုကရေစီနီးလန်းတကြပဲဆောင်ရွက်ဖို့လိုတယ်လို့မင်းအောင်လိုင်းကဆိုပါတယ်အကြံဖက်စကောင်ဆောင်မင်းအောင်လိုင်းက2025အလုံးမြန်မာနိုင်ငံရဲ့စိန်ခေါ်မှု Foreign on Myanmar Beyond 2025ဆွေးနွေးပွဲမှာမြန်မာနိုင်ငံအတွက်အသုံးဝင်နေဆက်လက်ရှောင်လန်းရမယ်အနာဂတ်အစီအစဉ်များရရှိနိုင်ဖို့မျှော်မှန်းထားကြောင်းထုတ်ဖော်ပြောဆိုနေပါတယ်ဆက်လက်ပြီးဆလင်းမျိုးနဲ့ကင်မွန်ချုံချင်းရွာဘုံကြီးကြောင်ကိုစစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်မှု ပြည်သူတန်ဦးတည်ဆောင်ပြီးစီဒီပတူများပြည့်စည်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းမြို့နယ်ကိမွန်ကျုံကျင်းရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတန်ဦးတည်ဆောင်ပြီးစီဒီပတူများပြည့်စည်ခဲ့ကြောင်းစလင်းမြို့နယ်ပါအဖာမတာဝန်ရှိသူတန်ဦးကပြောပါရယ်။မလ20ရက်နေ့ညနေ4:55မိနစ်ခန့်မှာစလင်းမြို့နယ်ကိမွန်ကျုံကျင်းရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပေါင်300နဲ့ပေါင်900ပုံတိများကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ အကြံပတ်စစ်တမ်းရဲ့ပုံကျဲတိုက်ခိုက်မှုအတွင်ဖုန်ကြီးကျောင်းအတွင်ရှိပြည်သူ၃ကိုထိမှန်ကတအုပ်တင်ဆောင်ခဲ့ပြီးဖုန်ကြီးကျောင်းအနီးဝန်းကျင်ရှိနေအိမ်တလုံးမှာကိုဝင်ဆောင်မျိုးသမီးတအုပ်ကလည်းခြေထောက်မှာပုံစံထိမှန်ကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ကင်မွန်းချုံကျေးရွာဖုန်ကြီးကျောင်းကိုစစ်ခွေတွေကပုံတိချင်းချတိုက်ခိုက်သွားတာပါ။ကျောင်းကကပ္ပိယကြီး၃ဦးထိခိုက်ဒဏ်ရာရတဲ့တအုပ်တင်ဆောင်တဲ့နောက်ပြီးကျောင်းနီးမှာရှိတဲ့နေအိမ်တိန်ကကိုဝင်ဆောင်မျိုးသမီးတအုပ်လည်းခြေထောက်မှာပုံစံထိမှန်ပြီးထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်။အဲ့ဒီရွာလေးကစစ်ခွေတွေမိရှို့သွားလို့ပြောင်းမှုစီနဲ့ က်ကွဲပဲစားခင်ရတဲ့ရွာလေးပါလို့စလင်းမြို့နယ်ပါအဖာမှတာဝန်ရှိသူတအုပ်ကပြောပါရယ် ကင်မွန်ကျုံကျေးရွာကိုအကြံပေးစတဲ့က2023ခုနှစ်မလ28ရက်နေ့မှာရွာလုံးကျုံမိရှုဖြက်စီးခဲ့တဲ့ကျေးရွာကြီးဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တနင်္သာရီချောင်းလမှုရွာမှာစစ်ပီးရှောင်ပြည်သူတွေကနေအိမ်မှာစာနဲ့ရိတ်ခါများပြန်လည်ယူဆောင်စဉ်စတက်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုပြည်သူနှုတ်တည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ချောင်းလမှုရွာမှာစစ်ပီးရှောင်ပြည်သူတွေကနေအိမ်မှာစာနဲ့ရိတ်ခါများပြန်လည်ယူဆောင်စဉ်အကြံပေးစတက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ပြည်သူနှုတ်တည်ဆုံခဲ့ကြောင်းဒေသတွင်တော်လှန်ရေး ဲဘော်တုံးကပြောပါတယ်။မလ22ရက်နေ့နေ့လယ်ပိုင်းမှာချောင်းလမှုရွာမှာစစ်ပီးရှောင်ပြည်သူတွေကကျေးရွာတွင် စားနပ်ရိက္ခာများပြန်လည်ယူဆောင်စဉ်အကြမ်းဖက်စစ်တပ်ရဲ့ဒရုန်းကကင်းထောက်ပြီးတိန်ခွန်ကျေးရွာမှာယာယီတပ်ဆွဲထားတဲ့စစ်သားတွေက120မမလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာကြောင့်ကျေးရွာနေပြည်သူ မမီမဲနဲ့ကိုတောင်ပုလို့နှောက်တည်ဆုံခဲ့ပြီးကြံပြည်သူနှောက်မှလည်းပြင်းထန်တရားရရှိခဲ့ကြောင်းသိရပါရယ်စစ်ခွေးတွေကကင်းထောက်တုံးနေနဲ့ရွာတဲ့ကိုဘသူတွေပြန်ဝင်လဲဆိုပြီးကြည်နေတဲ့အချိန်ချောင်းလမှုရွာကစစ်ပီးရှောင်ပြည်သူတွေကရွာထဲမှာစားနေရစ်ကပြန်ဝင်ယူလာကိုစစ်ခွေးတွေကမြင်သွားပြီးလက်နက်ကြီးနဲ့လမ်းပြတာပြည်သူနှောက်ပွဲချင်းပြီးတည်ဆုံနေကြတဲ့နှောက်ကတော့ထိခိုက်တရားရရတယ်တရားရရတဲ့နှောက်ကလည်းတရားချင်းနေပြင်းထန်ပါတယ်လို့ဒေသရင်တော်လိုင်းရဲဘော်တုံးကပြောပါရယ် အဆိုပါတိန်ခွန်ကျင်းရွာမှာအကြံဖတ်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေနေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးစစ်တပ်ကအရက်သားပြည်သူတွေကိုပါရှင်ရွက်ချက်ရှိရှိလက်နက်ကြီးတွေနဲ့ပြက်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ဆလတ်ပြီးရိုးတောင်လုံးအေအင်းရဲ့ပြမတ်ကပသိမ်မုံရွာလမ်းကိုထိန်းချုပ်လိုခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရကတက်တော်အေအင်းကဒေသခံပြည်သူတော်လိုင်းဖွဲ့တွေနဲ့ရခိုင်ပိုင်နဲ့ရခိုင်ယူမတောင်ကိုကြောင်းလွန်ပြီးမကွေဘကူနဲ့အရာရီတိုင်းတို့ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။အေအင်းကထိုးစစ်ကိုရခိုင်ယူမတောင်ပေါ်မှာရက်တ န်ထားလို့ရတော့လဲအပြင်စီးလုံးအောင်ကာယန်နဲ့အနီနဲ့ရိုးတောင်ကိုကြော်ကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်နေခြင်းဖြစ်တယ်လို့စီဒီယန်ဗိုလ်ကြီးစင်ရောကတုံ့တက်ပါတယ်စစ်တဘောနဲ့ကြည့်မယ်ဆိုရင်စစ်ကောင်စီကသူတို့အင်အားချိနဲ့ပြီးဆစ်ရှုံသွားတယ်ပေါ့နော်ဒါပေမဲ့သူတို့နေမြင်ကိုသူတို့ကတော့ပြန်လူချင်းအောင်မှာဆိုတော့သူ့အနေနဲ့အင်အားစုဖွဲ့မှုကောင်းလာရင်ပြန်တိုက်မှာပဲပြန်တိုက်မယ်ဆိုရင်အခုအရခတက်တော်တိုက်နေတဲ့လမ်းကြောင်းတွေကပဲဝင်လာအောင်ဝင်လာအောင်ဖြစ်တဲ့အတွက်ဒါအေကသူ့နေမြေကိုဝင်လာလို့မရအောင်သူကစစ်တပ်ကလာမတိုက်ခင် တံပြန်တိုက်စစ်စစ်မျက်နှာဖွင့်ထားလိုက်တာပေါ့ အဲဒီတော့စစ်တပ်ကရှီကျောင်းနဲ့လေကျောင်းကလွင်ကြီးတက်ကနေပြန်ဝင်လာလို့မရတော့ဘူးအခုတိုက်တာကလည်းပသိမ်မုံရွာလမ်းအပေါက်တပ်ပေါ်တော့လို့ပြောပါတယ်ရခိုင်ပြည်ကိုစစ်ကောင်စီရဲ့ကြီးတက်များပြန်လဲမဝင်ရောက်လာစေဖို့ပသိမ်မုံရွာလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးစားနေခြင်းဖြစ်တယ်လို့ CDM ပူကြီးစင်ရောကဆက်လက်တုံ့တက်ပါတယ်တချို့ကပြောတာပေါ့လေပြည်ထီသွားမယ်ရန်ကုန်ထီသွားမယ်ဆိုတာအဲ့လောက်ထိကြိုင်အေးနေနေဒါစစ်နေကျွန်သွားမယ်အနေထားရှိတယ်ကျွန်တော်ထင်တာကတော့ဒီ ARM ရဲ့အနောက်ဘက်ကမ်းမှာရှိတဲ့ပသိမ်မုံရွာလမ်းပိုင်းကိုသူတို့ဖျက်တောက်ထိန်းချုပ်လို့တဲ့အနေထားရှိရင် ပသိမ်မုံရွာလမ်းပိုင်းကိုအရခတ်တက်တော်အီနဲ့ဖျက်တောက်ပြီးထိန်းချုပ်နိုင်မယ့်အနေအထားမျိုးနှီးလာပြီလို့ကျွန်တော်တို့ကသုံးသပ်ပါတယ်လို့ပြောပါတယ်။ကာကွယ်ပစ္စည်းများထုတ်လုပ်တဲ့စကောင်စီရဲ့ကပ္ပစာဆိုင်ယုံဒီမှာ ARM မြင့်ရဲ့အရှိဘကန်နဲ့အနောက်ဘက်ကန်မှာတည်ထားကြတဲ့အတွက်ပသိမ်မုံရွာလမ်းပိုင်းထိန်းချုပ်ခံရရင်ကပ္ပစာဆိုင်ယုံဒီကဆက်သွယ်ရေးပြတ်တောက်သွားနိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းစကောင်စီကကပ္ပစာဆိုင်ယုံဒီနဲ့ဆက်သွယ်မပြတ်တောက်စေဖို့ကပ္ပစာနေမလွန်ဘက်ကနေကပ္ပစာဆက်လီကိုဖျက်ရမယ်လမ်းဖောင်နေပြီးဒုတိယအစီအစဉ်နေနဲ့ကြိုတင်လှုပ်ဆောင်ထားကြောင်း CDN ပူကြီး စင်ယောကပြောပါတယ်သူတို့ကဘာဆာဆက်ယုံနေတဲ့ဆက်သွယ်ရေးပြတ်တောက်သွားမှာကိုဆိုးတယ်ဒါကြောင့်အခုကဘာဆာနဲ့မလွန်ဘက်ကနေပြီးတော့ကဘာဆာဆက်လီကိုဖျက်လို့ရမယ့်လမ်းဖောက်နေတာရှိတယ်အဲ့ဒီလမ်းကနေပသိမ်မုံရွာလမ်းထိန်ချုပ်ခံလိုက်ရရင်တောင်မှာပဲကစွန်းမှာစေတုတ်တရာငပ်ဖဲကနေမလွန်မလွန်ကနေမလွန်မြေကုတရာကနေတဆင်ခုနှစ်ပေါ်ကိုကူးလိုက်ရင်ဒီကျွန်တော်တို့မြေအရှိပံ အနောက်ဘက်ကန်ကိုပြန်ပြီးဆက်သွယ်ရေးလုပ်လို့ရတဲ့အနေအထားရှိနေဒါကစစ်တပ်ရဲ့ဒုတိယအစီအစဉ်ကြိုပြီးလုပ်ထားတာစစ်တပ်ကကြိုလုပ်ပြီးဆိုရင်တော့ဖြစ်တတ်တယ်လို့ဆိုပါတယ်။သခိုင်းတိုင်းနဲ့အရာရီတိုင်းတို့ကိုဆက်သွယ်ထားတဲ့ပသိမ်မုံရွာလမ်းရှိမကွေးတိုင်းကစစ်ကောင်စီတပ်စခန်းများ၊ဘကိုတိုင်းကစစ်ကောင်စီတပ်စခန်းများနဲ့အရာရီတိုင်းတွေကစစ်ကောင်စီတပ်စခန်းတွေကိုအရခတ်တော်အင်းကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။မကွေးတိုင်းကဖဲမြို့နယ်မှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ဘကိုတိုင်းဗရောင်းမြို့နယ်နဲ့အုတ်ရှိပင်မြို့အနီးမှာတိုက်ပွဲဖြစ်ပွားနေပြီးအရာရီတိုင်းတွေကရေကြီးလေးမျက်နှာငှက်တိုင်းချောင်း တာပေါင်းမျိုးနယ်တို့မှာတိုက်ပွဲတွေဖြစ်ပွားနေရလို့သတင်းမှဖော်ပြပါရှိပါရှင်။